ဒါတဲ့ချက်ချီရဲ့အတတ်ကြဘူးချီရဲ့လူသမီးနကချီတာဘဘကလုံးနေနေမူရရဲ့မမြင်ဘူးဘူးကွယ်ကလုံးဆိုရဲ့အမျိုးကလူတို့မရှိတဲ့တောကြီးမြင်မဲတွေထဲမှာပဲနီလေးရှိကြတာကွယ်ဘာလို့လဲဘဘလူတွေကိုကြောက်လို့လားအဲ့လိုကြောင်ပေးရတော့မဟုတ်ဘူးပေါ့ကွယ်အင်းအဲ့ဒီအကြောင်းကိုနီလေးနားလေးအောင်ပြောပြရမယ်ဆိုရင်အဖေပုံမြင်လေးတစ်ခုပြောပြမယ်နားထောင်ကြလားဟုတ်ကဲ့နားထောင်ဝင်နားထောင်ဝင် ီဗီအန်လေးသုံးမိကြည့်ပေးဖို့တောင်းဆိုပါရယ်နော်ရှိရှိတုန်းကဂလုံးငှက်ကြီးတွေဟာပင်လယ်ကမ်းခြေကတောင်ကြီးများဖြစ်တဲ့တထုံ၊ဇင်းကြိုက်၊ကီလာတစတဲ့တောင်ရုပ်တစ်လျှောက်ကတစ်ပင်ကြီးတွေမှာနေကြတယ်ကွ။နောက်မှ အခြားငှက်တွေနဲ့အလောင်းစားလုပ်ရင်းရှုံးလို့ဟိမဝင်နာကလက်ပံတော်ကိုပြောင်းရွှေ့သွားကြတဲ့ ကလုံခက်ကြီးတွေဟိမဝင်တာလက်ပံတော်ကိုပြောင်းရွှေ့သွားရတဲ့အကြောင်းကအဖွားတို့ပအို့တွေရဲ့ဒေတာရင်ဖြစ်တဲ့တထုံတောင်ရိုးမှနေကြတဲ့နှစ်တော်ဝါးတွေကနှစ်ပရင်အနေနဲ့ရွေးကောက်တင်မြှောက်ထားတဲ့ဥရောင်းမင်းဟာတနေ့မှာနှစ်တော်ဝါးအားလုံးကိုအစည်းအဝေးခေါ်ပြီးအိခါအချီနီကိုရှင်းပြရကနေစရတယ်လို့အဆိုရှိတယ်မြည့်ရဲ့ဥရောင်းမင်းကဘလို့ရှင်းပြတယ်လဲဆိုတော့ တို့တွေပင်လယ်ကမ်းနဲ့ကပ်နေတဲ့တထုံတောင်ဦးတစ်လျှောက်ကိုအမိပြုတ်ပြီးနေလာကြတာတို့ရဲ့ဘိုးဘာမြလက်ထက်တွေအဖြစ်တယ်အခုချိန်မှာဆိုရင်ပင်လယ်မှာရှာဖွေစားကြတဲ့တံခါးတွေကတဖြည်းဖြည်းနဲ့တထုံတောင်ကြီးနဲ့ကီလာတတောင်မှာရွာတယ်ပြီးတော့လာနေကြပြီအဲ့ဒီတံခါးတွေဟာငါးဟိုသာရှာဖွေစားတတ်တာမဟုတ်ပဲတို့လိုကောင်းကင်ပြန်တဲ့ငှက်တွေကိုလည်းရှာဖွေစားတောက်လာတဲ့အတွက်တို့မှာအနည်းငယ်အလွန်ကြီးနေပြီဒီထဲမှာငှက်တွေရာလဲတစ်နေ့ချက်တစ်နေ့ဥယျာဉ်ပွားများလာတာကြောင့် စားတဲ့ပါဇက်ပေါက်တရားလဲတိုးတိုးလာတယ်။ပါဇက်ပေါက်တိုးတော့လဲတားငါးသိနေနေရမတိုးရဲပြင်းရော့ပြီးအောင်သွားနေတော့တို့မှာမကြခင်ရိတ်ခါအတွက်အခက်ခဲဖြစ်နေစရာရှိတယ်။ဒီတော့တို့ရဲ့ရှေ့မှာရှိရဲ့ပင်လယ်ကြီးရဲ့တစ်ဖက်ကန်းကိုပျောက်ရွှေ့ပြီးတော့နေကြမယ်ဆိုရင်ဘယ်လိုလဲ။ဦးတော်မင်းကသူ့ရဲ့ထင်မြင်ချက်ကိုပြောရင်ဧသားရိစီကအကြံဉာဏ်တောင်းလိုက်တဲ့။အဲ့ဒီအခါမှာဦးတော်မင်းရဲ့စကားကိုသဘောကျကြတဲ့ငှက်တွေက ရေစက်မှာကြက်စားတဲ့ပညာရှိ30နှစ်ကြီးဟာဆိုရင်ထောက်ခံစကားပြောလိုက်တာပေါ့ Well me and I တဘောတူပါရဲ့ပင်လယ်တစ်ဖက်ကရဲ့ညီသားကိုပထမတတိပုအထောက်တတူလွတ်တင်ပါတယ်ပြီးမှကြောက်တဲ့ရင်ကြောက်ကြမှုအတွက်စုပ်ဖြတ်တင်ပါတယ်30ကြီးရဲ့ထောက်ခံစကားအရာဦးရောင်းမင်းကငါတော့ပင်လယ်တစ်ဖက်ကန်းကိုတွားကြည့်ဖို့ဘေးငှက်ကိုလွတ်ရပါမလဲဆိုပြီးငှက်တွေကိုရေးတော့စွန်က သူသွားကြည့်ပါမယ်လို့တောင်းဝန်ယူလိုက်တယ်။အဲ့ဒီနောက်စွန်ကြီးဟာတဟုန်တို့ကောင်းကင်ကိုပြန်တက်အတောင်နှစ်ဖက်ကိုဖြန့်ရင်းလီဟုန်စီးပြီးတော့ပင်လေတစ်ဖက်ကန်းစီဝဲပြန်သွားတာပေါ့။စွန်ကြီးဟာ အစည်းဝေးပြီးတဲ့မနေ့နေထွက်ချိန်ကစပြီးညနေနေဝင်တဲ့အထိပြန်တန်းသွားပြီမဲ့။တစ်ဖက်ပင်လေကန်းရဲ့အရေးအယောင်တော့မတွေ့တာနဲ့လက်လျှော့ပြီးလှည့်ပြန်ခဲ့တာ။နောက်တနေ့မိုးလင်းရောက်မှတထုံတောင်ရိုးကိုပြန်ရောက်တဲ့။ဒီခါ ူမှာအာရင်ကုန်ခန်းပြီးအတောင်နှစ်ဖက်လဲညောင်းလို့လို့ပြန်ပိတ်လို့မရအောင်ဖြစ်နေရောမြည်ရဲ့စွန်ကြီးပြန်လာတာကိုငှက်တွေကစီးကြိုးပြီးအကျိုးအကြောင်းကိုမေးကြတော့စွန်ကြီးကဒီလိုမျိုးပြန်ပြောလိုက်တယ်ငါပလင်တစ်ဖက်ကောင်မရောက်ခင်ဆက်ပြန်ဖို့အားမရှိရနဲ့လက်ပြန်ခဲ့ရတယ်ငါထိုင်အင်အားကြီးပြီးအပြန်ကောင်းတဲ့ငှက်တစ်ကောင်ကိုသာလှုပ်လိုက်ပါတော့တခြားငှက်တစ်ကောင်ကိုပဲရှာဖို့ပြောပြီးမြဲ့ ကောင်းငင်မှာစွန်ကြီးထက်အကြာကြီးနေနိုင်ပြန်နိုင်တဲ့ငှက်ကားမရှိတော့ပင်လယ်ရဲ့တစ်ဖက်ကန်းကိုရှာဖွေဖို့အကြံကိုမြက်တွေကလက်လျှော့လိုက်ကြရတယ်ကွ။ညကလေးတွေဟာအစာရေစာခက်ခဲလာမှနဲ့တံငါတွေရဲ့ရံကိုကြောက်လို့ပင်လယ်တစ်ဖက်ကန်းကိုပြောင်းတော့မယ်။ဒါပေမဲ့ပင်လယ်ရဲ့တစ်ဖက်ကန်းကိုရှာမတွေ့လို့စိတ်ပြစ်နေကြတယ်ဆိုတဲ့တင်းဟာငှက်တွေထဲမှာခွန်အားဗလအကြီးဆုံးဖြစ်ပြီးငှက်တွေရဲ့အသင်းအပင်းထဲမှာမပါဝင်တဲ့ ဂလုံတွေရဲ့အကြီးအကဲကကြားသွားတာပေါ့ပင်နဲ့တစ်ဖက်ကောင်ဘာကြောင့်ရှာမတွေ့ရမှာလဲငှက်ကလေးတွေရဲ့ဘရင်ဦးတောင်းကညံ့လို့သာဖြစ်ရမှာပေါ့ငါသွားပြီးရှာပြမယ်ဂလုံအကြီးအကဲကအဲ့လိုတွေးပြီးဦးတောင်းငှက်စီကိုသွားပြီးတော့မိကိုမိလိုက်တဲ့ပင်နဲ့တစ်ဖက်ကောင်ရှာလို့မတွေ့ဘူးဆိုကျုံးငှက်တွေကရအောင်မပြန်နိုင်ဘူးဆိုတော့လက်လျှော့လိုက်ရတာပါပဲဦးတောင်းမရဲ့ငှက်တွေညံ့လို့ဖြစ်မှာပါကျုပ်ပြန်နိုင်ရော ြောဝင်စုံကြီးမှမပြန်နိုင်တင်ကလုံးလည်းဘယ်ပြန်လို့ရနိုင်မှာလဲဦးတော်မင်းကသူ့ကိုနှိမ်ချပြီးစုံကြီးနဲ့နှိုင်းရှင်ပြောတာကိုဂလုံးငက်ကြီးကမခံချင်စိတ်ဖြစ်သွားပြီးစိတ်ထဲမှာအတွေးတစ်ခုတွေးလိုက်တယ်ငါ့လိုဂလုံးအကြီးကဲကိုဒီလိုမျိုးစုံနဲ့နှိုင်းရှင်ပြီးပြောရတယ်လို့ငါအကြောင်းသိသွားအလောင်းစားတစ်ခုလုလိုက်အောင်မှာပဲဂလုံးအကြီးကဲကမခန့်ကျင်စိတ်နဲ့အလောင်းစားလုပ်ဖို့ဦးရောင်းမင်းကိုကန့်လှန့်လိုက်တာပေါ့ကောင်းပြီကျုပ်ပြန်ပြမယ် ဘာလောင်းစားလို့မလဲတကယ်လို့ဂလုံးမကြီးကပင်လဲဟိုဘကန်အောင်ရအောင်ပြန်နိုင်ကျုပ်တို့ငကလေးအားလုံးနှံပြီးစုပ်ပါမကြမ်းဒီဘကန်ကနေပြောင်းပြီးမယ်တကယ်လို့ဂလုံးကြီးသာမပြန်နိုင်တော့ရှိသမျှဂလုံးတွေအကုန်တထုံနောင်ထဲမှာမနေဘဲနဲ့ဟိမဝန္တာလက်ပတ်တော်ပြောင်းပြီးတော့နေပြရမယ်ဒီလိုမျိုးအလောင်းစားဆိုရင်ရောနှစ်ဦးနှစ်ဖက်တရားရမကြပါဘူးလားဒီရင်ဂလုံးကြီးကဦးရောင်းမင်းရဲ့စကားအတိုင်းအလောင်းစားလုပ်ပြရနဲ့ ပင်လယ်ရဲ့ဟိုးဘက်ကန်ကိုထပြီးပြန်သွားရောသူဟာတနေ့လုံးပြပြင့်ထထန်ပြန်တန်းလိုက်တယ်။မိုးချုပ်တော့လဲမှောင်ထဲမှာမရမနာပြန်သွားတာပဲ။မိုးလင်းတော့လဲဆက်ပြန်နေတာပဲတဲ့။သုံးညနဲ့လေးရက်လောက်ရောက်လာတော့အတောင်နဲ့နဲ့ညောင်းတာနဲ့သူ့အောင်မှာမြင်ရတဲ့ကြောက်ဆောင်ငုတ်တစ်ခုပေါ်ဆင်းပြီးခဏနားတယ်။အမောပြီတော့ထပြန်နေ။တနေ့နဲ့တညပြန်ပြီးတော့အတောင်ညောင်းလာပြန်တာနဲ့ သူ့အောက်မှာတွေ့တဲ့ကြောက်ဆောင်တစ်ခုပေါ်ကိုတခါစဉ်းစားလိုက်ပြန်နေ။အဲ့ဒီမှာ အမောပန့်ပြီးတော့ထပြီးပြန်ပြန်နေ။နောက်ထပ်တစ်နေ့နဲ့တညပြန်လိုက်တဲ့အခါအတောင်ထက်ညောင်းလာပြန်တာနဲ့အောက်ကကြောက်ဆောင်တစ်ခုအပေါ်စဉ်းစားလိုက်တဲ့အခါကြောက်ဆောင်ကပြောလိုက်တဲ့။ဒဲငါကောင်းပေါ်မှာလာနာဘာတူလဲ။အတန်ကိုကြားလိုက်တဲ့အခါမှာဂလုံးကြီးကငါကြီးမန်းတိတာနဲ့ထိတ်ခင်းလေးဖြစ်သွားပြီးပြန်ပြောလိုက်တယ်။ကျုပ်ကျုပ်ကလုံးပါ။ နေဟာကျုပ်ရဲ့အမိဖျက်မှာတခါကြောရိုးစူးတောင်ပေါ်မှာလည်းတခါနားပြီးဘူးအခုခေါင်းပေါ်မှာတခါလာနားပြန်တာဘာလို့ရှိလို့လဲကျုပ်ဟာပင်လယ်ရဲ့တစ်ဖက်ကန်းကိုရောက်အောင် ပြန်နေအတောင်ချောင်းလို့ကြောက်ဆောင်တင်ပြီးတော့ခဏနားမိတာပါတင်ကလုံးပင်လယ်ပြင်ဆိုတာအပြောကျေလာပါတယ်ဘလောက်ကျေလဲဆိုတာဒီပင်လယ်ထဲမှာနေတဲ့ကျုပ်တောင်မပြောနိုင်ပါဘူးကျုပ်ကိုယ်တိုင်တော့ပင်လယ်ကြီးကငားရီစားမှကြောက်လို့အခုလိုကန်းဆက်မှာကုတ်ကက်နေရပါတယ် ဖဲငက်မျိုးမှလည်းတစ်ဖက်ကန်းကိုရောက်အောင်ပြန်နိုင်ရုံမရှိဘူး။အေးအေးဒါဒီကနေနှဲ့ပြန်ပြီးတော့ငါကြီးရဲ့ပြောစကားကိုကြားတဲ့အခါမှာဂလုံးကြီးကပင်လေရဲ့ဂျေပြောပုံကိုသဘောပေါက်ပြီးထိလန့်အံ့ဩစွာနဲ့တထုံတောင်ရိုးကိုပြန်လာက သူ့အလောင်းစားလှုပ်ထားတာရှုံးတာနဲ့အလောင်းစားပြောထားတဲ့အတိုင်းရှိသမျှသူ့အမျိုးအနွယ်ဂလုံးငှက်တွေကိုခေါ်ပြီးဟိမဝင်တာကလက်ပံတော်ကိုပြောင်းရွှေ့သွားကြတဲ့လေ ပုံမြင်လေးကတော့ဒါပဲမြည့်ရဲ့အော်အနောက်ဆရှုံးသွားလို့ခလုံးလေးကတော့ရဲ့ကိုပြန်လိုက်ရတာပေါ့နော်ဟုတ်တာပေါ့မြည့်ရဲ့ဒီပုံမြင်လေးကနေပြီးတော့ဥရောမင်းလိုမျိုးခေါင်းဆောင်ပြီးပြီးတခုလုပ်တော့မယ်ဆိုရင်လောက်အောင်ငယ်သားရဲ့ထင်မြင်ချက်ကိုပါနားထောင်ပြဖို့ကလုံးငှက်ကြီးလိုမစူးစမ်းမစင်စင်ပဲနဲ့အလောင်းအစားတစ်ခုကိုအစင်စင်မဲ့စွာမလုံမိဖို့တကယ်လို့အလောင်းအစားရှုံးတဲ့အခါမှာလဲ ရှောင်ပြေးမသွားပဲနဲ့ဂလုံးငှက်ကြီးလိုကိုယ့်ရဲ့စကားကိုတောင်းဝင်ယူတတ်ဖို့ကိုလည်းမှတ်သားထားရမယ်နော်မြီဟုတ်ကဲ့ပါဘွားကျမတို့ group 2ကနေပြီးတော့တိဆက်သွားရဲ့ဂလုံးမင်းဤအလောင်းစာပုံပြင်လေးရာဆိုရင်ဆရာကြီးလူတို့ဦးလာရေးသားပြုစုထုတ်ဝေခဲ့တိုင်းရင်းသားပုံပြင်များဇာအုပ်အတွင်းနဲ့ထဲကမှပအုပ်ပုံပြင်များဇာအုပ်ကနေ့ ကောင်းတော့ထုတ်ယူထားပဲဖြစ်ပါတယ်။ဒီပုံပြင်လေးရဲ့မူရင်းအမှန်ခေါင်းစဉ်ကကလုံးလေးပါကြောင့်လက်ပတ်တော်ကိုရကုန်ကြတဲ့လေဆိုရက်ခေါင်းစဉ်ဖြစ်ပြီးမဲ့ကျမတို့အဖွဲ့အနေနဲ့ role play project ဖြစ်တာကြောင့် attractive ဖြစ်ချင်တဲ့အတွက်ကလုံးမင်းဤအလောင်းစားဆိုပြီးတော့ခေါင်းစဉ်လေးကိုနမည်လွဲပြီးအသုံးပြုထားတာပဲဖြစ်ပါတယ်။ပအုပ်ပုံပြင်လေးကိုတင်ဆက်သွားခဲ့ရဆိုတော့ ထက်စာဝဟုတုတအနေနဲ့ပအိုလူမျိုးတွေရဲ့အကြောင်းကိုပြောပြပေးခြင်းပါတယ်။ပအိုလူမျိုးတွေကမွန်ဂိုအနွယ်ဝင်ဖြစ်ပြီး6ရာစုလောက်တည်းကမွန်ဂိုကုန်းမြင့်ကနေမြန်မာပြည်ရဲ့ကိုပြောင်းရွှေ့လာကြရဲလို့ယူဆကြပါတယ်။ပအိုလူမျိုးတွေကိုရှိဘမာတွေကတောင်သူလို့ခေါ်ကြပါတယ်။ တောင်သူဆိုတဲ့ဝဟာရကပအိုးလူမျိုးတွေရဲ့တောင်ဆူးဆိုတဲ့ဝဟာရအတန်အတွက်ကိုဗမာလူမျိုးတွေကတောင်သူလို့စတဲ့နဲ့တတ်တယ်ဖလှယ်ပြီးတော့ခေါ်ဆိုတာဖြစ်ပါတယ်ပအိုးစကားနဲ့တောင်စုအတန်ထွက်ကယူသားချင်းလူယိုးလူဖြောင်းယူသားဖြောင်းဝင်သူလို့အတိတ်ပဲရပါတယ်။နေထိုင်ရာဒေသအနေနဲ့ကတော့ပအိုးလူမျိုးတွေကရှမ်းပြည်တောင်ပိုင်းမှာအများဆုံးနေထိုင်ကြပြီးတော့မြေပြင်ဘက်မှာဆိုရင်တော့ပဲခူးနဲ့တောင်ငုံနဲ့တထုံနဲ့ပအန်နဲ့ကော့ကရိတ်နဲ့စိုက်ဒေသအလုံးမှာပဲပြောင်းကျင်းနေတာကိုတွေ့ရပါတယ်။ ။ပအိုးလူမျိုးတွေဟာဆိုရင်တထုံနဲ့ပုံဝင်ခြင်းတဝိုက်ဘလူးချောင်းတစ်လျှောက်စကက်နဲ့စကွယ်နဲ့ပင်လောင်းနဲ့ဟိုပုံနာမွန်မန်းရင်မန်းခုံညောင်ရွှေတာမိုင်းခန်နန်းပွန်မောက်မဲမူးနဲ့လဲချောင်းစိုက်နေများမှာလည်းအနှံပြားနေထိုင်ကြပါတယ်။ချန်ပီယံတထုံနေမှာဆိုရင်ပအိုးတွေကနန်းခေသတုံးကွန်လောင်းတန်ဆန်နဲ့ခိုင်ဆိုပြီးတော့လူမျိုးစု၅စုကွဲတဲ့လူလဲဆိုကြပါတယ်။ချန်ပီယံမြင်မြင်ပိုင်းမှာနေကြတဲ့ပအိုးလူမျိုးတွေရဲ့သမွေးဝမ်းကြောင်းတွေကတော့တောင်ရလဲတနက်ဖက်ကော်ဖီစေး အာလူကျွတ်တွန်ဖြူနဲ့တင်းဆိုင်ပြူကြီးပဲဖြစ်ပါတယ်ဝစားစင်မှုအနေနဲ့ကတော့ယူသားရဲ့နေထိုင်ကြောင်းရှမ်းကုန်းမြပြည်မှာရှိတဲ့ပအို့မျိုးသားတယောက်အတွက်ရှမ်းမောင်မီရှိ၊နက်ပြာရှင်အပေါ်ရင်ကြီး၊ခေါမောင်းတပတ်နဲ့ရှုဖနက်တရံဆိုရင်ပြည့်စုံတဲ့ဝစုံဖြစ်ပါပြီ။အမျိုးသမီးတို့အတွက်ဆိုရင်တော့တင်နိုင်မဲတစုံ၊အင်ကြီးလက်ရှိ၊ထမိန်နဲ့ကမောက်ခုခေါမောင်းတပတ်ရှိရင်ပြည့်စုံပြီပဲဖြစ်ပါရဲ့။ဒါအပြင် ပအို့တွေကလာတိုင်းလိုလိုမှာပွဲတော်တွေဆင်နွှဲကြပြီးတော့ လူအများကြီးနဲ့စီစီကားကားကျင်းပကြသလိုပွဲတစ်မျိုးနဲ့တစ်မျိုးကျင်းပပုံကြီးကလည်းကြွားချကြပါသေးရဲ့ဒါကတော့ပအိုးလူမျိုးရဲ့အကြောင်းကိုဗဟုသုတအနေနဲ့အနှဲငယ်ထဲသွင်းပြပြသွားခဲ့တာပဲဖြစ်ပါတယ်အခုလိုမျိုးအဆုံးထိကြည့်ရှုပေးခဲ့ကြရဲဆီယာမနဲ့တမ်းမွေတငယ်ချင်းတူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်ဆက်လက်ပြီးတော့ကျမတို့ရဲ့ memory နဲ့တဦးချင်းစီတောင်းယူထားကြရဲ rule တွေကိုမိတ်ဆက်ရင်းနဲ့ပဲပအိုးလူကျေးဇူးတင်ပါတယ် ကျေးဇူးကညာအောင်လို့ပြောရင်နှုတ်ဆက်လိုက်ချင်ပါတယ် တင်းနေကလေးတို့ချင်းရောတင်းရာချင်းစာအင်္ဂါချင်းတဲ့ဖယားရှိဖယားရှိပါအဲ့ဒါကအဲ့လိုပြောလေးတက်တော့ဟုတ်အဲ့လေးပြန်ပြောပြပါဒီတော့အရင်ရှိတာလည်းမသိဘူးအေးအဲ့လိုဆိုညင်တီးတို့ရောလိုက်လေဟုတ်လားမင်းသားနဲ့တတိုင်းချင်းမီတဲ့သားလည်းတော့ 你老几岁了？哪来着？几上？你儿子这个牙齿，牙齿怎么了呢？让你长几页牙？老，那不能见人。大哥。你是魔鬼，可能说也有吧？你东西到底你搞哪回？你利息也拿过？你妈倒霉死。来，来，大来，来，来，来。 cô <laughs> <Tame Việt." cười> <laughs> <laughs>, uh, <laughs> có làm giấm giấm một giấm bé làm gì giấm không như bà đừng nghĩ là tự sao xong mình gặp nhiều chồng mình mẹ mình nhìn mua vui quẻ cái lông sữa em nhiều cả nước tù bị xin sâu sâu sao gì vậy nó lại em xa cận nhỉ kìa mua rồi nghĩ phải là toa là đeo thế rồi tự sao mình chỉ nghĩ nghĩ rằng là không đang mới <laughs> gà ở đó တာလိုက်တာလေအဲ့နားထောင်မယ်နားထောင်မယ်ကြာပြီဒီဘက်မှာရှင်းလေဟာကြောက်တဲ့ကြောက်ကြဖို့အတွက်စုပ်ဖြတ်တင်ပါတယ်ခဏနင်းတန်တောက်ပောင်ခင်းနေအဲအဆူကောမှာတော့နန်းမင်းကရအဝင်းကြီးပြောဘယ်မှာကျတဲ့ကတူဆိုပြောဟယ်လိုဟယ်လို တော့ငွေသားရေချင်းချင်းချက်ကိုပါနားထောင်ပြီးတော့ငလုံးငလုံးတော့ဆိုင်